အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တပ်တည်အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ Transfer Window ရဲ့အပြောင်းရွှေ့ကြီးကအခု July 1ရက်နေ့ကတကယ့်ကိုစိတ်ဝင်စားစရာဘာရောက်လဲဆိုတော့ Transfer Window ပါဝင်ကျွန်တော်တို့ Club အသင်းတော်တော်များများရဲ့အပြောင်းရွှေ့တွေကစားမတွေရဲ့ contract တွေနဲ့အငှားခေါ်ထားတဲ့ကစားမတွေအားလုံးရဲ့ဒီက ဂျွန်30ရက်နေ့မှာပြည့်တယ်။အဲ့ဂျွန်30ရက်နေ့မှာပြည့်တော့တချို့ကစားမတွေကအသင်းမှာဆက်ရှိတယ်။တချို့ကစားမတွေကတက်တန်းတို့တယ်။ချို့အငှားတွေကိုပြန်ပို့တယ်။ပြောင်းရွှေ့တွေအများကြီးဇက်တိုက်ဇက်တိုက်ဖြစ်တယ်။အကုန်လုံးကလည်းကစားမတွေပြောင်းရွှေ့ကိစ္စတွေကစိတ်ဝင်စားစရာပိုကောင်းလာတယ်။ဆိုတော့ဒီအပိုင်းဒန်တီဖြစ်လာတဲ့ဒန်တီဆိုဖာအပြောင်းရွှေ့တွေဇက်တိုက်ဖြစ်ပေါ်နေတဲ့အခြေအနေချယ်ဆီ ချက်စီကတော့ပြောင်းရွှေ့မားကတ်မှာတကယ်ကိုထူးခြားတဲ့အသင်းလို့ပြောရမှာပါလူများအသင်းတွေက၄၅ရက်တစ်ပတ်နှစ်ပတ်သုံးပတ်လောက်ညှိနှိုင်းနေတယ်စတင်စိတ်ဝင်စားတယ်ကံလန်းတယ်ပယ်ချတယ်ထပ်ပြီးဆက်သွယ်တယ်ထပ်ကြိုးပမ်းတယ်ထပ်ကံလန်းတယ်ထပ်ပယ်ချတယ်ဒီလိုအကြာကြီးဖြစ်နေတဲ့အထူးသဖြင့် Man United တို့ Arsenal တို့ဖြစ်နေတဲ့အချိန်မှာချက်စီကမနက်ပိုင်းစိတ်ဝင်စားတယ်ညနေပိုင်းမှာအပီးတတ်တယ် အဲ့ဒါကတော့အခု draw battle ရဲ့အပြောင်းရွှေ့အသက်23နှစ်အရွယ်ရှိတဲ့ Brazil တိုက်စစ်မှုက Brighton အသင်းကထွက်ဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်။ Brighton ကလည်းသူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းပေါင်းတန်း60ရာရီရောင်းမယ်။အဲ့အတွက်ကြောင့် Newcastle United ကဒီဇင်ဘာကိုတောက်လျှောက်ချဉ်ကပ်တယ်ဆိုနေတယ်။နှစ်ပတ်ကြာကြာညှိနှိုင်းမှုအဆင်မပြေဖြစ်တဲ့အချိန်မှာ Chelsea ကတရက်ပဲဝင်သွားတယ်။မနက်ပိုင်းမှာ draw battle ကိုစိတ်ဝင်စားတယ်။ညနေပိုင်းမှာအပြောင်းရွှေ့ကလုံးဝသဘောတူပြီးတော့ ဂျောဘက်ထိုးပြောင်းရွှေ့ဒန်ဒီဖြစ်ပြီးပြောင်းရွှေ့ခြေကတော့ Newcastle ပေးလာတဲ့ပူပေးပြီးပေါင်း55တန် plus အပိုစုချင်းဝင်5တန် total တန်း60နဲ့သဘောတူညီမှုရတယ်ဘရာဇီးလ်မှာဆစ်ဆစ်အောင်မြင်သွားတဲ့အတွက်အမေရိကန်မှာရှိတဲ့ Club World Cup ပြိုင်နေတဲ့ Chelsea အသင်းကိုတွားရောက်ပူးပေါင်းပြီးတာနဲ့သူကအခုလက်ရှိမှာ Chelsea အသင်းရဲ့ Premier League ပွဲကိုပါဝင်ကစားဝင်ရပြီး Chelsea အတွက်နောက်ထပ်ဒန်ဒီတစ်ခုဖြစ်တယ်ဆိုတော့ Chelsea က ဒီပြောင်းရွှေ့မှာ Robert Tho ကို9နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ Clay ရဲ့နောက်ထပ်ခေါ်ယူမှုဖြစ်တဲ့ဆိုတော့ဒီနေ့ရာသီအတွင်းမှာ Chelsea ကသူတို့တိုက်စစ်ပိုင်းအတွက်စုစုပေါင်းပေါင်း145တန်းထားပါတယ် Lian Dilat ကိုပေါင်တန်း30နဲ့ Ipswich Town ကနေရောချေးစာချုပ်ဖြတ်သိမ်းပြီးခေါ်ထားတယ်။ Jimmy Gattes ကို55တန်းနဲ့ဒါသူတို့ဘက်ကခေါ်ယူထားပြီးတော့ Joao Petro ကို တန်း60ဒုတိယအဖြစ်တရား45တန်းသူတို့ခေါ်ယူထားပြီးဖြစ်တယ်။တစ်ဖက်မှာတော့တူရကီကလပ်အသင်းဖြစ်တဲ့ဘရှစ်တက်ကအရင်ချယ်ဆီတိုက်စီမူဟောင်းသမီအီဘရာဟန်ကိုခေါ်လိုက်ပါတယ်။သမီအီဘရာဟန်ကိုအခုလက်ရှိမှာဘရှစ်တက်အသင်းကယူရိုတန်း20နဲ့ရိုမာအသင်းကနေအပိသက်ခေါ်ဖို့သဘောတူညီမှုရရှိခဲ့ကြောင်းဖာဗီစီယိုကအတည်ပြုတဲ့အတွက်အီဘရာဟန်ကချယ်ဆီကထွက်သွားပြီးခေတ်ကရိုမာကစားတဲ့ နောက် AC Milan ကစားရင်းအခုနောက်ဆုံးမှာ Ole Gunnar Solskjaer ရဲ့ဘရှစ်တက်အသင်းကိုပြောင်းရွှေ့ပါပြီ Nottingham Forest ကလည်းလက်ရှိမှာ Botafogo အသင်းရဲ့တိုက်စစ်မှု Iga Jesus ကိုခေါ်ဖို့သဘောတူလိုက်ပါပြီ Club World Cup ပြိုင်ပွဲမှာခြေစွမ်းပြခဲ့တဲ့ Brazil တိုက်စစ်မှု Iga Jesus ကို Forest ကပေါင်းစည်းတန်းနဲ့ခေါ်ဖို့သဘောတူခဲ့တာပါဒီသမားကို Club World Cup မတိုင်ခင်တည်းက Botafogo နဲ့ Nottingham Forest တို့ညှိနှိုင်းမှုအဆင်ပြေခဲ့ပြီးမှ ပေါင်ဆယ်တန်းတဲ့အပြောင်းရွှေ့ဖြစ်ပြီးဒီကစားမကဆေးစစ်မှုတောင်ပြုလုပ်ပြီးပြီဖြစ်တဲ့အတွက်မကြမီအင်္ဂလန်ကို ရောက်လာပြီးတရားဝင် ပြောင်းရွှေ့ကြေညာမှာဖြစ်တဲ့ဒါတစ်ချိန်တည်းမှာပဲဘိုင်းလီဗာပူးလ်ဆင်အသင်းကလည်း PSV Eindhoven ရဲ့ကစားမဖြစ်တဲ့ Malik Tillman ကိုခေါ်ယူလိုက်ပါတယ် လီဗာကူဆင်က Florian Vaz ကိုရောင်းချထားတဲ့ပြောင်းရွှေ့ကြီးတွေကနေယူရို35တန်းသုံးပြီးတော့ခေါ်ယူထားတာပါလက်ရှိမှာတော့ American Lewisin တင်ရဲ့ကွင်းလေကစားမ Malik Tillman ကို Liverpool ကပကြာမီတရားဝင်ကြေညာပြီးတာနဲ့ Florian Vaz ရဲ့နေရာမှာအစားထိုးမဲ့သူဖြစ်တရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်တယ် Real Madrid အသင်းကလည်းတိုက်စစ်မှုရှာပုံတော့ဖွင့်နေတာတွေကိုအဆုံးသတ်ပြီးတော့ လက်ရှိလူငယ်ကစားမဂွန်ဇာလိုဂါစီယာကိုပဲအသင်းမှာဆက်ထိန်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။မက်ဒရစ်အနေနဲ့ဒီကစားမလေးကိုအခြားအသင်းတွေကကမ်းလှမ်းမှုတွေရှိပေမဲ့သူတို့ရဲ့ plan B တိုက်စစ်မှုအဖြစ် Hostlu နေရာမှာအစားထိုးဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီး Hostlu လိုတိုက်စစ်မှုကိုရှာဖွေရင်အလွန်ဆိုကဆက်ထိန်းဖို့ဆုံးဖြတ်ခဲ့တာပါ။ တစ်ဖက်မှာတော့မထွေအသင်းကကိုမိုအသင်းကိုအငှားချထားတဲ့နီကိုဖက်စ်ကို ခေါ်ယူမှာမဟုတ်ကြောင်းအတည်ပြုလိုက်တယ်။ဂျာဗီလွန်ဆိုကအာဂျင်တီးနားကစားသမားအပါအဝင်ကစားသမားတစ်တည်းကိုခေါ်ထားတဲ့အတွက်ကိုမိုမှာပဲနီကိုဖက်စ်တယောက်ဆက်ရှိမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။အာစနယ်သင်းကလည်းသောမတ်ပါတီတရားဝင် ထွက်ခွာကြောင်းအတည်ပြုပြီးဖြစ်တယ်။ဂျွန်30ရက်နေ့ကပါတီနဲ့အာစနယ်ကြားမှာ၅နှစ်တိတိနေတဲ့နောက်ဆုံးနေ့ဖြစ်ပြီးတော့ Thomas Partey ကဘာစီလိုနာ Juventus Inter Milan နဲ့ စီဒီနဲ့ထိတ်တန့်ကလပ်ဒေနီကာသူ့ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူมาဖြစ်ပြီးမြောက်လန်ဒန်ကလပ်ကတရားဝင်ထွက်ခွာပါပြီတချိန်ထဲမှာပဲ Everton အသင်းနဲ့9နှစ်ကြာကစားခဲ့တဲ့ Dominic Calvert-Lewin လည်းအသင်းကထွက်ပြီးဖြစ်တယ်ဒီစားမားက Everton အသင်းနဲ့ဒူးတတ်တမတိုးဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် Dominic Calvert-Lewin ကအသင်းကထွက်ခွာပြီးဖြစ်တယ် Manchester United အသင်းကဂျွန်30ရက်နေ့အပြည့်ဂျူလိုင်3ရက်နေ့မှာပဲကစားမ2ရက်အသင်းကိုပြန်ရောက်လာပါတယ်။ Aston Villa က Marcus Rashford ကိုတန်း40အပြည့်သက်ဝယ်ယူခွင့်ရှိပေမဲ့ခွေဘုတ်သဘောတူညီမှုမရသလို Champions League ဝင်ခွင့်မရတော့တဲ့အတွက် Rashford ကိုပြန်ပို့ဖို့ဆုံးဖြတ်ခဲ့တယ်။ဆိုတော့ Marcus Rashford ကပေါင်တန်း40အပြည့်သက်ကနေလက်ရှိမှာ United ကိုပြန်ရောက်ပါပြီ။ Thailand Malaysia ကလည်း PSV Eindhoven ကသူ့ကိုအပြီးသတ်ဝေဖို့ညှဉ်းဆန်တဲ့အတွက်သူလဲ United ကိုပြန်လဲရောက်ရှိလာပြီဖြစ်တဲ့ Atletico Madrid အသင်းကဝါရင်နောက်ခံလူ Cesar Azpilicueta ကိုစာချုပ်တတမတိုးပဲထွက်ခွာခွင့်ပြုလိုက်ပါတယ်အသက်35နှစ်ပဲရှိတဲ့ဒီဇာမာက Chelsea ကထွက်လာပြီးဒီကိုကိုနှစ်နှစ်စာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့လက်ရှိမှာသူ့အနေနဲ့အသင်းတစ်ကိုရှာဖွေရတော့မှာဖြစ်တဲ့ ပေါ်တိုသင်းကလည်းလစ်လက်သွားတဲ့နီးပြရာတူတွက် Francesco Faioli ဆိုတဲ့အီတလီလူမျိုးနီးပြကိုခန်းလိုက်ပါတယ်။အီတလီလူမျိုးနီးပြကပေါ်တိုအသင်းရဲ့နီးပြတဲ့ဖြစ်သဘောတူညီမှုရရှိခဲ့ပြီးနောက်ပေါ်တိုကိုစတင်ကင်တွယ်တော့မှာဖြစ်တဲ့ Championship ကိုတန်းတက်လာပြီးကျွန်တော်တို့၃နှစ်ဆက်တိုက် back to back တန်းရောက်လာတဲ့ Championship Club Wrexham အသင်းက Leicester City ရဲ့ဂိုဒမာဒန်နီဝတ်ကိုခေါ်လိုက်ပါတယ်ဒီဂိုဒမာကဝေးဆလဗစ်စင်ဝိုင်းရင်ဂိုဒမာဖြစ်ပြီးတော့ Rexen ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူပြီးတော့မကြာမီမှာတရားဝင် စာချုပ်ချုပ်ဆိုနိုင်မှာဖြစ်ကြောင်းကြေညာထားပါတယ်တူတကီလဗစ်စင်အသင်းကလည်းအီတလီလူမျိုးနီပြဗင်ဆင့်မွန်တယ်လာကိုတက်တန်းထပ်တိုးလိုက်ပါတယ်2028ခုနှစ်ဒီတူတကီလေဝေးစင်အသင်းကိုကင်တွယ်ဖို့သဘောတူညီမှုရရှိခဲ့တဲ့အတွက် မွန်တဲလာကအခုလက်ရှိမှာဒုတိယလေဝေးစင်အသင်းနဲ့တူ2028ခုနှစ်ထိဆက်ရှိတော့မှာဖြစ်တယ်။ဘရာဇီးကလပ်ဘူတာဖိုကိုအသင်းကလည်းကလပ်ဝေါ်ကပ်ပြိုင်ပွဲအပြီးမှာသူတို့ရဲ့နီးပြရီနာတိုပါရီယာဗီယာကိုယာရုကထုတ်ပယ်လိုက်ပါတယ်ဘရာဇီးကလပ်အသင်းဟာလောလောဆယ်အနေထားရဖမီရက်စ်ကိုရှုံးနိမ့်ခဲ့တဲ့အပြီး quarter final တယောက်ခွင့်မရတဲ့အတွက်သူတို့ရဲ့နီးပြမီနာတိုကိုယာဒူကထုတ်ပေးခဲ့တာပါဒါတွေကအခုလက်ရှိမှာ transfer အပြောင်းရွှေ့ရဲ့ dandy အပြောင်းရွှေ့တွေ now အငားတွေနောက် contract စာချုပ်တက်တန်းတိုးတဲ့အပြောင်းရွှေ့အကြောင်းတွေဖြစ်တယ်။လက်ရှိမှာ Victorio Crisca Sporting ကတေချာပေါက်ထွက်မယ် Sporting ဥက္ကရာဖြစ်သူကလည်းတန်း80မရရင်လုံးဝထွက်ခွင့်မပေးဘူးလို့ဆိုထားတယ်။ Man United ကခေါ်ဖို့ကြိုးပမ်းနေတဲ့ Brian Aguemo က United နဲ့သူကြားပြောင်းရွှေ့ချင်ကြီးမရဘူးဖြစ်ခဲ့ရင်တော့ Brentford မှာစနေနိုင်ပွဲရှိကြောင်းဖော်ပြလာတဲ့သတင်းတွေရှိတယ်။ ဖက်ကနီကိုဝီလျံကလည်းဘာဆိုနာတာမှတ်ပုံနေကိစ္စဝစ်ချစ်စာကိစ္စအဆင်မပြေပဲမနစ်ကဒန်နီအမိုလိုမျိုးဖြစ်ရင်သူ့အနေနဲ့အခြား option တွေကိုစဉ်းစားနိုင်ပွဲရှိကြောင်းပေါ်ပြထားသလို Athletic Club ကတော့လက်ရှိမှာ Bayern Munich နဲ့ Premier League Club တွေကိုရောင်းဖို့ဆန္ဒရှိနေတယ် အာစနယ်ကလည်းဗလန်စီယာရဲ့လူငယ်နောက်ခံစားမခရစ်ယာန်မော့စကာရာကိုပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုရရှိပြီးတန်းစင်နဲ့ခေါ်ယူနိုင်ဖို့ဒုတိယချိန်ကာလမှုနဲ့အပိသတ်ဖို့လှုံ့ဆော်နေပါတယ်။လီဗာပူးကမာကေဟီအပြောင်းရွှေ့ကိစ္စမှာပယ်လီစတောင်းဆိုတဲ့တန်း90မပေးဘဲဘန်ဒိုအလိုက်ပေးပြီးပြောင်းရွှေ့ခြင်းတန်း30လောက်နဲ့ခေါ်ဖို့ကြိုးပမ်းနေလို့ချယ်စီသင်းကလူတွေအများကြီးခေါ်ထားတည်တိုင်အောင် စားမသည့်ဒီအတွက်ထပ်မံခေါ်ယူဖို့သူတို့ဘက်ကဆန္ဒရှိနေတယ်လို့ဖော်ပြထားတယ်ဒါတွေကစိတ်ဝင်စားစရာ dandy sofa နဲ့ d close ဖြစ်လာတဲ့အကြောင်းတွေအကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်